ဒီနေ့ကောင်းကင်ဘုံကို တက်ကြွတော်မူတဲ့ပွဲတော်ကို ကျွန်တော်တို့ကျင်းပကြပါရစေ။အဲ့တော့ကောင်းကင်ဘုံကိုတက်ကြွခြင်းပွဲတော်နဲ့ပတ်သက်ပြီးတဲ့နောက် legend story လေးတစ်ခု ရှိခဲ့ဖို့ပါရစေ။သခင်ဖျားကောင်းကင်ဘုံကို ရောက်တဲ့အခါမှာဒီကောင်းကင်သားတွေကို သူ့ရဲ့လောကမှာနေစဉ်ဟောခဲ့ပြောခဲ့တဲ့ နောက်ဆုံးသောအချိန်ကာလဒီအလေးမခံခင်မှာရခဲ့တဲ့ဒဏ်ရာတန်ချက်တွေကိုပြတာ။အောင်ပြီးတဲ့အခါမှာကဘာသူကဘာသားတွေကို သူဘလောက်ထိကယ်တင်ခဲ့ရလဲ။နောက်ဘလောက်ချစ်လဲဆိုတာကိုဒီဒဏ်ရာတွေကသက်သေပြနေတယ်။ဒါနဲ့အေး ကြာမင်းကာရီယဲကကိုရောကိုမေးတယ်။ဗာမေးလဲဆိုတော့ကိုရောရဲ့အချစ်ကိုရောရဲ့မေတ္တာတွေတလောက်ပေးဆက်ခဲ့တာကိုကဘာသူကဘာသားအကုန်လုံးသိရဲ့လားဘယ်သိနိုင်ပါလဲငါအဝေးကြီးမသွားနိုင်ဘူးပါလက်စတိုင်းတခွင်ပဲဒါအပြင်ငါလူနည်းစု တပည့်ကြီး12ပါးနဲ့အတူဘေးနားမှာရှိတဲ့မြို့ရွာတွေလောက်ပဲလိုက်လံပြသဟောပြောနိုင်ခဲ့တယ်။အဲဒါဆိုလို့ရှိရင်ကဘာသူကဘာသားတွေဘယ်လိုလုပ်သိမှာလဲ။ခရော့မှာဘာစီမံကိန်းရှိခဲ့လဲပေါ့။ဒါတန်းနဲ့သူကပြောလဲဆိုတော့ကဲအဲ့ဒီအ ਨੇ စုလေးတွေကိုငါအားကိုးတယ်ယုံကြည်တယ်သူတို့တွေဆက်ပြီးတဲ့နောက်ငါအကြောင်းသက်သေခံလိုက်မယ် ဒီမှာဒီကနေ့ကျမ်းစာတော်မြတ်မှာဤအကြောင်းအရာတို့ကိုတသေခံသူများဖြစ်ကြလိမ့်မည်ဘုသူတွေလဲသင်တို့ဒီကသင်တို့ဆိုတာကျွန်တို့ကအားလုံးအားလုံးဒီနေ့ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံကို တက်ကြွတဲ့သခင်ဖရာကကျွန်တော်ကိုဒီတိုင်းပြစ်ထားခဲ့တာမဟုတ်ပါဘူးဂရိတွေထားခဲ့ပါရဲ့ ခမီးတော်ဂရိထာယာငါတင်တို့အပေါ်ကိုဆင်လွတ်မယ်တကိုးတော်နဲ့ပြည့်စုံတဲ့တိုင်အောင်အဲ့ဒီမြို့မှာနေပါဒီနေ့ကမ္ဘာလောကမြို့ရွာကြီးမှာကျွန်တော်တို့တွေကိုထားထားပါတယ်အဲနောက်တစ်ပတ်မှာဝိညာဉ်တော်ဖရာကိုကျွန်တော်တို့ပင့်ခေါ်ပါမယ်ပန်တီကော့စ်ပွဲတော်ကိုကျင်းပကြပါတယ် ဒါကြောင့်ပွဲတော်တွေကိုအပတ်တိုင်းကျင်းပနေတာကကျွန်တော်တို့ကိုအောက်မေ့ပွဲရာအနေနဲ့အတိတရားတစ်ခုအနေနဲ့ဝိပုကိုဝယ်ခြင်းအခမ်းအနားတစ်ခုအနေနဲ့ပြန်ကျင်းပတာမဟုတ်ဘဲနဲ့မိမိရဲ့နေစဉ်ရှင်သန်ရတဲ့အသက်တာရဲ့အတွေ့အကြုံကိုပြန်ပြီးတဲ့နောက်စမ်းစစ်စေပြီးတဲ့နောက်စမ်းသစ်စေတာဖြစ်တယ်ဒါကြောင့်တက်လွင်တဲ့အလတ်တာနဲ့နေ့တိုင်းကျွန်တော်တို့ကိုဖျားရှင်ကအဖို့ပြုတ်နေတာ တ်တကြောက်ဒီနေ့ကောင်းကင်ဘုကိုတကြတဲ့ပွဲကကျွန်တော်တို့တွေကိုဗာမျောလင်းချင်းပေးနေတာလေ။ဟေးဒီလောကကငါတို့အတွက်ထာဝရနေအိမ်မဟုတ်ဘူး။တနေ့ငါတို့တွေကောင်းကင်ကိုသွားရမယ်ဆိုရဲကောင်းကင်ကိုမျောလင်းချင်းအပြည့်နဲ့ခီးပြုတ်နေကြတဲ့ခီးသွားဧည့်တွေပါ။ဖျားဘူးခီးတဲ့တွေပါ။ဒါကိုဒီနေ့ကျွန်တော်တို့ပြန်ပြီးတဲ့နောက်တီးဖို့ပါ။အဲ့တော့ အဆန်းရှင်းတခင်ဖျားကောင်းကင်ဘုတက်ကြွတဲ့ပွဲဆိုတာဘာလဲသူ့ရဲ့ကယ်တင်ရေးလုပ်ငန်းကိုဒီလောကအသက်တာမှာ earthly mission လောကလုပ်ငန်းဆောင်တာတစ်ခုအနေနဲ့ညီကုန်းချုပ်ပေမဲ့အဲ့ဒီကနေ့ကနေစပြီးတယ်နော်ကျွန်တော်တို့ဒုတိယပိုင်း တခင်ဖျားဟာကောင်းကင်ကိုတက်ကြတဲ့အခါမှာသူ့ရဲ့ဝိညာဉ်ကိုပြန်ပြီးတဲ့နောက်ကျွန်တော်တို့အားဆေလွတ်ခြင်းနဲ့သူကဘာကုန်တဲ့အထိကျွန်တော်တို့နဲ့အတူတူဆက်လက်ရှိနေဦးမှာဆိုတော့ So every ဂတိတော်ကကျွန်တော်တို့အားလုံးအတွက်ခွန်အားယူစရာပါ အဲ့တော့ကဘာကြီးကအစိုးဘက်ကို ရိုင်းနေပြီးအမောင်ဘက်ကိုယွန်းနေတယ်သူ့ရဲ့လားရာကဖြက်စီးခြင်းကိုဥတီနေတယ်ဆိုတာကိုကျွန်တော်အားလုံးကခံစားနေကြရတယ်လူလုတဲ့ဂျမဆိုးတွေရောတဘာဝဘေးဒဏ်ရဲ့ဂျမဆိုးတွေရော ကျွန်တော်တို့ခံစားနေရတဲ့ညီကို မောင်မတွေအများကြီးပဲနောက်ဆက်တွဲရက်လက်တွေလည်းတပုံကြီးရှိလာအောင်ပါတော့အဲ့ဒီတော့ကျွန်တော်ဘာဆက်လုပ်ရမလဲ ခရစ်တော်ဖျားရှင်ရဲ့အတန်ကိုဆက်နားထောင်အောင်ပါပါဘလို့နားထောင်ပါလဲသူဘာခိုင်းလဲဆိုတာကိုကျွန်တော်တို့ဘလို့သိနိုင်လဲသူ့ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဝိညာဉ်တော်ရဲ့အတန်ကိုကျွန်တော်တို့အတူတကွနားထောင်ဖို့ပါဝိညာဉ်တော်ဖုရားကျွန်တို့ရဲ့နေ့စဉ်အသက်တာထဲမှာရှင်သန်လှုပ်ရှားနေပါရယ်အဲ့တော့ခရစ်တော်ဖုရားရှင်ကလောကမှာနေစဉ်သူ့ရဲ့လှုပ်ဆောင်မှုတွေသွန်သင်မှုတွေကို တမချမ်းစာတော်အားဖြင့်ကျွတ်တော်အားပေးခဲ့ပါပြီ။ဒါကြောင့်ဖယားပါပြောလဲနားထောင်ရအောင်လို့ပြောတဲ့ကမှဖယားပါကျွန်တော်တို့မမြင်ရတာဘယ်လိုလုပ်နားထောင်လို့ရမှာလဲ။နှုတ်ကပတ်တော်ဟာဖယားရဲ့စကားတွေပါအသက်ရှင်သောနှုတ်ကပတ်တော်လို့ကျွန်တော်တို့ခေါ်ကြတယ်။ Logos word နှုတ်ကထွက်လာတဲ့စကား very powerful ဖြစ်စေဆိုတဲ့ ဒီနှုတ်ထွက်စကားကြောင့်ကဘာကြီးဖြစ်တည်လာခဲ့ရသလိုကျွန်တော်တို့တွေရှင်သင်ခွင့်ရလာတယ်အသက်ကိုပေးပိုင်တဲ့ဖခင်ကရှင်စေဆိုလဲရှင်ရတယ်ဒါကြောင့်ကျွန်တော်တို့မိမိကိုယ်ကိုဖခင်ရဲ့လက်တော်မှာ စက္ကပ်အနှံထားဖို့လိုအပ်ပါတယ်တော့ဖះကိုယုံကြည်တဲ့ယုံကြည်မှုကတကယ်အသက်ဝင်နေဖို့လိုအပ်ပါရဲ့အဲ့တော့ချစ်တော်ညီကောင်မောင်မအပေါင်းတို့မိစားလာတက်တယ်ဘာအတွက်လဲ အသက်ရှင်သောဖခင်နဲ့တွေ့ဆုံဖို့ပါတွေ့ဆုံဖို့ပါဒါကြောင့်ရှင်မြန်တဲ့ခရစ်တော်ကိုကျွန်တော်တို့သက်သေခံကြရမယ်ကျွန်တော်တို့တွေကအဲ့ဒီအသက်ရှင်တဲ့ဖခင်ကိုနှလုံးသားမှာမရှိလို့ရှိရင်ဘလို့မှကျွန်တော်တို့သက်သေခံရမရောက်နိုင်ပါဘူး။အဲ့အဲ့ဒီခါကျတော့ဘာလို့ရမလဲ။ဖခင်နဲ့နေ့တိုင်းတွေ့ဆုံဖို့လိုတယ်။ဘမာသွားတွေ့ရမှာလဲ။ကျွန်တော်ရဲ့နေ့စဉ်ရှင်သန်တဲ့အချိန်တိုင်းနေရာတိုင်းအချိန်၄တိုင်းမှာပါ။ အလောက်ခွေမှာလည်းဘုရားကို တွေ့လို့ရသလိုဆင်းရဲသားတွေနွမ်းလျတဲ့သူတွေရဲ့ဘဝထဲမှာလည်းကျွန်တော်တို့ဘုရားကို တွေ့လို့ရတယ်မိမိရဲ့ဘေးနားမှာအနီးဆုံးရှိနေတဲ့ကိုယ့်မိသားစုဝင်တွေထဲမှာလည်းဘုရားရှိနေတယ်ကိုယ့်ရဲ့စွတ်တောင်းခြင်းအချိန်မှာတိတ်ဆိတ်စွာနဲ့ပေါင်းဆက်ခြင်းမှာလည်းဖခင်ကျွန်တော်တို့နဲ့အတူရှိနေတယ်။ အထူးသဖြင့်ကိုရောမြတ်ဆက်ကရမတူအားဖြင့်သခင်ခရစ်တော်ကျွန်တော်နဲ့အတူရှိနေတယ်ဒါကြောင့်မေတ္တာတရားချက်ချင်းရှိတဲ့နေရာမှာဖျားရှိနေတဲ့အတွက်ကြောင့်ဒီနေ့ကဘာကြီးပြည့်စည်ယွယွင်းပြီးတဲ့နောက်အမုန်းတရားတွေမိတောက်တွေလောင်နေတဲ့အချိန်မှာကျွန်တော်တို့ငြိမ်းချမ်းခြင်းကို ကျွန်တော်တို့ဖျားအားဖြင့်သာလျှင်ပေးနိုင်မယ်။အဲ့ဒီအတွက်ကြောင့်ဖျားရှင်ကကျွန်တော်တို့တွေကို ကမ္ဘာလောကရဲ့သီးသီးကို သွားပြီးတဲ့နောက်ဧဝံဂေလိတရားကို ဟောပါ လူမျိုးတကာတို့ငါရဲ့နာမမှာဟောရမယ်တဲ့ဘလို့ဟောမှာလဲကျွန်တော်ရဲ့နေ့စဉ်ရှင်သန်တဲ့အသက်တာအဖြစ်ပါယံဖြစ်နေတဲ့နေရာမှာ ကျွန်တော်တို့ကယံကိုငြိမ်းအေးစေနိုင်တယ်ဆိုရင် ရှင်မြတ်သောခရစ်တော်ကိုသင်သက်သေခံနေတာပါ စိတ်သက်ကြနေတဲ့နေရာမှာဝမ်းနဲ့ကြည်ခွဲနေတဲ့နေရာမှာငိုကြွေးနေရတဲ့နေရာမှာသင်ကနှစ်သိမ့်ချင်းပေးနေတယ်ဆိုရင်သင်ရှင်မြန်သောခရစ်တော်ကိုသက်သေခံနေတာပါဘာမှမျှော်လင့်ခြင်းမရှိတော့ဘူးဘဝဟာစုပ်ပြတ်သက်ပြီးတဲ့နောက်အကူအညီမဲ့နေတဲ့အချိန်တွေမှာသင်အဲ့ဒီပုံကိုယ်နဲ့အတူတူရှိပြီးပြီးတဲ့နောက်သူ့ရဲ့ဝေဒနာတွေကြားထဲမှာ အတက်နိုင်ဆုံးကုညီပြီးအဖို့ပြုတ်ပေးနေတာဟာရှင်မြန်သောခရစ်တော်ကိုသက်သေခံနေတာပါတိတ်အိမ်မှာရှိတဲ့နာတာရှည်ယောဂါခံစားနေရတဲ့မိသားစုဝင်တဦးတယောက်ကိုသင်အဖို့ပြုတ်ပေးနေတာဟာလည်းရှင်မြန်သောခရစ်တော်ကိုသက်သေခံနေတာပါဒါကြောင့်ကျွန်တော်တို့အလောက်ခွင်မှာလဲထုံနည်းတူစွာပဲမတရားမှုတွေခြားစားမှုတွေ လက်စားမှုတွေအနိုင်တဲ့အငင်းပန်းနှိမ့်ဆက်မှုတွေကြားထဲမှာလဲကျွန်တော်ကအမြင်မှန်ရနိုင်ဖို့နှလုံးသားကို ပြောင်းပေးလိုက်နိုင်တယ်ဆိုရင်ရှင်မြတ်သောခရစ်တော်ကိုသင်သက်သေခံနေတာပါလမ်းမရောက်နေတဲ့တင့်ရဲ့မိသားစုဝင် ဖြစ်ဖြစ်အဖော်သားတူတူတယောက်ပဲဖြစ်ဖြစ်ကလေးငယ်လေ ဘာမှဖရာတရားမသိဘဲနဲ့အချင်းစာရိတ္တပြက်ပြားနေတဲ့ခလေးကိုသင်လမ်းမှန်ရောက်အောင်ကူညီပေးတာလည်းရှင်မြတ်သောခရစ်တော်ကိုသက်သေခံနေတာပါဒီကနေ့ကျွန်တော်တို့နေ့စဉ်လျှောက်လန်းတဲ့ဘဝခရီးလမ်းကြိုလမ်းကြားနေရာတိုင်းမှာရှင်မြန်သောခရစ်တော်ကျွန်တော်တို့နဲ့အတူရှိနေသလိုသူ့ကိုကျွန်တော်တို့သက်သေခံဖို့ပါဒါကြောင့်ကျွန်တော်တို့တွေအားလုံးဟာသခင်ပြားရဲ့မျက်လုံးတွေပါ မျက်လုံးနဲ့လောကကဘာကြီးဖြားနာနေတာကိုကျွန်တော်မြင်နေဆိုရင်ကုသပေးဖို့ကျွန်တော်ကိုဖျားဒီကနေ့စေလွတ်နေတာပါ လောကမှာထားထားပေးနေတာပါသူနည်းတူစားပဲသခင်ဖျားရဲ့ခြေတွေဟာကျွန်တော်တို့တွေပါပဲသူ့ရဲ့တရင်ကောင်းကုညီရင်မျောလင့်ခြင်းချစ်ချင်းမြတ်တာတွေနဲ့ငြိမ်းချမ်းခြင်းတွေဆောင်ခြင်းပေးနိုင်ဖို့အတွက်ရှောက်လန်းရမယ်ပုဂ္ဂိုလ်တွေဟာ ကျွန်တော်တို့တွေပါ သခင်ဖျားရဲ့ခြေတော်တွေပါဒါပြင်ကျွန်တော်တို့ဟာ သခင်ဖျားရဲ့နားတွေပါငိုကြွေးတဲ့နေကိုနားထောင်ပေးတတ်ဖို့ပါ အော်ဟိတန်နေနဲ့မတရားမှုတွေကိုကြားလျက်နဲ့နားပိတ်ထားဖို့မဟုတ်ပဲခရစ်တော်ရဲ့နားကျွန်ုပ်တို့အားလုံးဖြစ်ကြရမှာဖြစ်တယ်။နောက်ဆုံးအနေနဲ့ကျွန်တော်ဟာ သခင်ဖျားရဲ့လက်တွေပါ ကောင်းကြီးပေးတဲ့လက်ဖြစ်ပါစေတိဆောက်တဲ့လက်ဖြစ်ပါစေနှစ်သိမ့်မှုပေးတဲ့လက်ဖြစ်ပါစေကုသပေးတဲ့လက်ကုညီပေးတဲ့လက်ကဲတင်ပေးတဲ့လက်တွေဖြစ်ရပါမယ်ဖြစ်စည်းတဲ့လက်ညင်ပန်းတဲ့လက်နှိပ်စက်တဲ့လက်တွေမဟုတ်ရပါဘူးမီးရှို့တဲ့လက်မဟုတ်ရပါဘူးဘုံကျဲတဲ့လက်မဟုတ်ရပါဘူးမေတ္တာတရားဖြန့်ဝေတဲ့လက်တွေဖြစ်ရပါမယ် ဒီကနေ့ချက်တော်ညကိုမောင်မပေါင်းလို့ဒါဆိုရင်သခင်ခရစ်တော်ကောင်းကင်ကိုတက်ကြွရဲဆိုရဲပွဲတော်ဟာကျွန်တော်တို့အတွက်သူ့ရဲ့သာဝနာပြုခြင်းနဲ့ကယ်တင်ရေးလုပ်ငန်းကိုကျွန်တော်တို့ကလက်ဆင့်ကမ်းပေးခဲ့တာပါဒီနေ့ကနေစပြီးတဲ့နောက်ဝိညာဉ်တော်ဘုရားကိုကျွန်တော်တို့စောင့်ကြုံနေတဲ့အချိန်မှာကိုတယောက်တည်းမဟုတ်ဘူးသခင်ခရစ်တော်ရဲ့ဝိညာဉ်တော်ငါနဲ့အတူရှိတယ်ဆိုတာကိုသိပြီးတဲ့နောက်ဝိညာဉ်တော်ကိုအပြည့်အဝခံယူပြီးတော့ ူရဲ့လမ်းညွှန်မှုနဲ့အတူကျွန်တော်တို့အသင်းတော်မှာသာသနာတော်မှာအားလုံးယုံကြည်ခြင်းတလုံးတော်ရတဲ့နိုင်ဆက်လက်ပြီးတဲ့နောက်ရှင်မြတ်သောသခင်ခရစ်တော်ကောင်းကင်ကိုတက်ကြွတဲ့ဖခင်ကျွန်တော်တို့နဲ့အတူဆက်လက်ပြီးတော့ရှိနေတယ်ဆိုတဲ့အသည့်နဲ့ဝိညာဉ်အသက်တာမှာရှင်သန်ရင်းနဲ့လောကကဘာကြီးအတွက်ကောင်းကျိုးချမ်းသာဆက်လက်ပြုလုပ်နိုင်ရအောင်လိုအပ်တဲ့ကျေးဇူးတော်တွေကိုအိမ်မစာတရားအတွင်မှာဆုတောင်းကြပါစို့ ကျမ်းသာသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ